အားလုံးပဲမင်္ဂလာပါကျော်ဒီနေ့ဘယ်မှာဆိုရင်တော့ Facebook page နဲ့ profile page ကနေပြီးတော့ဘယ်ကနေကျော်တို့ဝင်ဝင်ရှာတင်လဲဆိုတာကိုကျော်ဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျော်နဲ့အတူချက်လောက်ကြည့်ကြမယ် Facebook monetization ဒီနိုင်ငံတိုင်းကို monetization ပေးတာမဟုတ်ဘူးဆိုတာအားလုံးလည်းသိပြီသားဖြစ်ပါလိမ့်မယ် Facebook monetization ပေးတဲ့နိုင်ငံ59နိုင်ငံရှိတယ်အဲ့ဒီမှာကျတော်တို့မြန်မာနိုင်ငံမှာပါဘူးဆိုတာလေကျတော်တို့မြန်မာနိုင်ငံသားတိုင်းကျတော်တို့တည်ပြီးသားဖြစ်လိမ့်မယ် ပလိုပိုင်းပိကနေကျွန်တော်တို့ဝင်ဝင်ရှာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြည်ပမှာရောက်နေတယ်ဆိုရင်တော့ကိစ္စသိမ့်ရှိပြီမယ်ကျွန်တော်တို့ပြည်တွင်းထဲမြန်မာပြည်တွင်းထဲကနေပြီးတော့မှကျွန်တော်တို့ဝင်ဝင်ရှာမယ်ဆိုရင်တော့ပလိုပိုင်းပိကိုလုံးဝမြှုပ်ချက်တင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကလုံးတိုင်းဒီ favorite income ကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာလည်းနေနေတယ်ဆိုရင်တော့ဒီ Facebook profile page ကနေပြီးတော့လုံးဝကျွန်တော်တို့ရွေးချယ်တင်တဲ့အရာမဟုတ်ဘူး Facebook business page ကနေပြီးတော့ပဲကျွန်တော်တို့ဝင်ဝေးရှာတင်တယ် Facebook ဒီ monetization ကခက်ခဲပေါင်းများစွာရှိတယ်ကျွန်တော်တို့ပြည်တွင်းထဲမှာနေနေသူတွေဆိုရင်တော့ကျွန်တော်တို့ပထမဦးဆုံးတစ်ချက်အနေနဲ့ကတော့ location ပေါ့နော်ကျွန်တော်တို့မြန်မာ location ဒီ Facebook monetization မရနိုင်ဘူးဒုတိယတစ်ချက်အနေနဲ့ကကျွန်တော်တို့ ီ location ကိုကျွန်တော်တို့က VPN လေးကျော်ပြီးတော့ monetization ပေးတဲ့နိုင်ငံဖြစ်အောင်ကျွန်တော်တို့ကပြောင်းလဲနိုင်တော့ညာလဲကျွန်တော်တို့ monetization ဆက်အပ်ရလာတဲ့အခါမှာကျွန်တော်တို့ monetization ရှောက်ပြီးွားလို့ဒီ Facebook ရဲ့ income Facebook ကရလာတဲ့ဝင်ငွေကိုထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ payout account နဲ့ချိတ်ဆက်ပေးရတယ်အဲ့လို payout account နဲ့ချိတ်ဆက်တဲ့အခါမှာပေးဆိုရင်တော့ကျတော်တို့အလွယ်တကူစပြည့်အပ်လို့ရပြီမဲ့ profile ပေးကြည့်ကျတော်တို့အလွယ်တကူ စာပေအလိုမရနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Facebook ရဲ့ pay out ဒီသူရဲ့ policy ရှိတယ်အာဥပမာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ pay out account owner name နဲ့နော်ဒီ pay out ကို admin ထိုင်ပေးမဲ့ Facebook ရဲ့ account နာမည်ဒီ admin နာမည်ဒီကျွန်တော်တို့တူရမယ်ပြီးလို့ရှင် ban name ညီတူရမယ်ဆိုပြီးတော့ဒီ Facebook ရဲ့ pay out policy မှာရှိတယ်အဲ့တော့ကိုက ကိုယ့်ရဲ့ဒီ Facebook အကောက်ကနေပြီးတော့မှ profile page ဖြစ်ပြောင်းလဲပြီးတော့ဝင်ဝေးရှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ pay out service အပ်တဲ့အခါဒီမှာလုံးဝကျွန်တော်တို့ဒီရေရှည်အတွက်ဆိုလို့ရှိရင်ပြဿနာဖြစ်လာနိုင်တယ်။အဲ့တော့ကိုကပြည်တွင်းထဲမှာပဲရှိနေတယ်ပြည်ပမှာလည်းမဟုတ်နေဘူးဆိုရင်တော့ကျွန်တော်တို့ကဒီ Facebook business page ကနေပြီးတော့ပဲကျွန်တော်တို့ဒီ Facebook ရဲ့ income ကိုရဖို့အတွက်ကျွန်တော်တို့စူးစမ်းတင်တယ် Facebook ဝင်ငွေရှာဖို့အတွက်ဆိုရင် business page ကိုရွေးချယ်တင်တယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ Facebook business page ကြတော့ location ပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့အချိန်ကြီးအများကြီးပေးကြမလို့ဘူး primary location modernization ပေးတဲ့နိုင်ငံဥပမာ Thai Malaysia စတဲ့ဒီနိုင်ငံတွေက Facebook အကောင့်ကိုကျွန်တော်တို့ admin ထည့်လိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ Facebook page ဒီ location ပြောင်းသွားမယ် profile page ကိုကျွန်တော်တို့ location ပြောင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ပေါင်းများစွာပေးရတယ်အရပောင်း60ရာနေပြီးတော့90အထိကြာနိုင်တယ် ဒါကိုကျွန်တော်တို့ကကျွန်တော်တို့ပြည်တွင်းထဲမှာပြန်သုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ VPN နေနဲ့ကျွန်တော်တို့အကျော်ခွာတွေလုပ်ရတယ်။အာကျွန်တော်တို့ location ပြန်ကြသွားတဲ့အခါမှာလည်း location ပြန်ပြီးတော့ဒီပြန်ငင်လာအောင်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရပ်ပေါင်းအများကြီးစောက်ရတယ်။ဒါက profile page တွေအတွက်ပေါ့နော်။ဒီ business page တွေအတွက်ကြတော့ကျွန်တော်တို့က page တစ်ခုဖွင့်လိုက်တယ်ကျွန်တော်မြန်မာအနီမီနဲ့ပဲပြဖွင့်လိုက်တယ်ကျွန်တော်တို့က location ပြောင်းကျင်တယ်ကိုယ့်ရဲ့ page ကို location ဒီ monetization ပေးတဲ့ နိုင်ငံရဲ့ location အဖြစ်ကြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်အာကျွန်တော်ထိုင်းနိုင်ငံဆိုရင် modernization ပြည်တဲ့နိုင်ငံမှာပါလာဖြစ်တဲ့အတွက်ကျွန်တော်ထိုင်းမှာကျွန်တော်တို့ Facebook account တစ်ခုကိုဝယ်သုံးတာပဲဖြစ်ဖြစ်ကျွန်တော်ငွေချင်းမိတ်ဆွေတို့ကိုခွင့်ကိုင်းပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ page ထဲမှာ anonymous ထည့်လိုက်မယ်ဆိုရင်ဒါကျွန်တော် location ကပြောင်းသွားပြီအဲ့တော့ကိုယ့်ရဲ့ကိုယ်လက်ထဲမှာမြန်မာနိုင်ငံမှာကိုယ်က VPN ခံပြီးသုံးနေရင်လည်းကိုယ့်ရဲ့ page ဒီ location ပြန်ချခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့က anonymous ချဲ့လိုက်ရုံနဲ့အလွယ်တကူ location ကပြန်ပြီးတော့ပြောင်းသွားမယ်နော်အဲ့ဒါကတော့ကျွန်တော် location အတွက်ပေါ့နော်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ခုနအရှိကပြောခဲ့တဲ့လိုမျိုးပဲ pay out အတွက်လည်းကြာတော့ကျွန်တော်က business pay ကို monetization အဖြစ် monetization ဒီရှောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် pay ကိုကျွန်တော် service add မယ်ဆိုရင် service သမားကိုကျွန်တော်က pay ကို anonymous pay လိုက်ပြီးတော့သူတို့ရဲ့ pay out account နဲ့ချိတ်ဆက်လိုက်မယ်ဆိုရင်ဒါကျွန်တော်အတွက်အဆင်ပြေတယ်ကျွန်တော် business pay မဟုတ်ဘဲနဲ့ကျွန်တော်ကဒီ ဖေးဝက်ကောက်ကိုပြောင်းထားတဲ့ဘလူပိုင်းပိတ်ဖြစ်နေမှာဆိုရင်တော့ကျွန်တော်တို့ pay out အတွက်ကတော့ရေရှည်အတွက်လုံးဝဘလူနီးနှမအဆင်မပြေနိုင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ pay out ကောက်မှာအသုံးပြုမဲ့ information ညာကိုယ့်ရဲ့ information တွေမဟုတ်တဲ့အတွက်ဒီ service မှာရဲ့ information တွေဖြစ်တာပြင်းတဲ့အတွက်အာကျွန်တော်တို့ရေရှည်မှာဆိုလို့ရှိရင်တော့ pay out display လို့နော် pay out verify တောက်ဝင်မျိုးလို့ဒါလေးကျွန်တော်တို့ကြားလိုက်မယ်။အဲ့လိုမျိုး pay out error တွေတက်လာပြီဆိုရင်တော့ကျွန်တော်တို့ကြားထားတဲ့ဝင်ငွေတွေတည်တယ်ကျွန်တော်တို့လုံးဝထုတ်လို့ရမှာမဟုတ်တော့ဘူး။ နောက်တစ်ခုကတော့ကျွန်တော်တို့ profile page နဲ့ facebook page နဲ့ကြာတော့ profile page ဒီကျွန်တော်တို့ business suit တုံးလို့မရဘူးเนาะ business page ကြာတော့ meetabusinesssuit.com တုံးလို့ရတယ်ကျွန်တော်တို့ error တွေဖြစ်လာတဲ့အခါမှာလည်းကျွန်တော်တို့ဖြည့်ရှင်ရ business page ကြာတော့လွယ်တယ် profile page ကြာတော့မလွယ်ဘူးเนาะ business page ကြာတော့ကျွန်တော်တို့ anonymity change လို့ရမယ် meetabusinesssuit.com ဒါတွေတုံးလို့ရမယ် profile page ကြာတော့ကျွန်တော် anonymity change လို့မရဘူး ် meta business လဲကျွန်တော်တို့တုံးလို့မရဘူးကျွန်တော်တို့ဒီ facebook app ခုတည်းကိုပဲကျွန်တော်တို့တုံးလို့ရမယ်အဲ့တော့ကျွန်တော်တို့လမီးနေကြတဲ့သူတွေရှိတယ်အများကြီးပဲအာ facebook page ကနေပြီးတော့စပြီးတော့လုတ်တင်သလားဒါမှမဟုတ်လို့ဆိုရင်ကိုအသုံးပြုနေတဲ့ facebook account ကိုပဲ profile page အဖြစ်ပြောင်းလဲပြီးတော့လုတ်တင်သလားဆိုပြီးတော့ကျွန်တော်လမီးနေကြတယ်အဲ့တော့ကိုကဘာမှရှိနေတာလဲပြီးပါမှာလားသူမဟုတ်ကျွန်တော်တို့ပြီးတွင်ထဲမှာလားဆိုတော့ကျွန်တော်တို့အရင်ဆုံးစဉ်းစားပြီးတော့ကိုကပြီးတွင်ထဲမှာရှိနေတယ်ဆိုရင်တော့ ဒီ Facebook business page ကိုပဲအသုံးပြုရမယ်နော်တရားကိုပဲကျွန်တော် run တင်တယ်ကိုအသုံးပြုနေတဲ့ Facebook account ကို profile page ပြောင်းပြောင်းနေပြီးတော့မှကျွန်တော်တို့ဝင်ဝင်ရှာလာတော့ကျွန်တော် လုံးဝအားမပေးဘူးဒါပေမဲ့တော်တော်များများတော့ကျွန်တော်တို့ဒီ Facebook account ကို profile page ဖြစ်ပြောင်းလဲပြီးတော့ပဲဝင်ဝင်ရှာချင်ကြတယ်ပေးအသစ်ဖွင့်ပြီးတော့ဘယ်သူကမှကျွန်တော်တို့ဝင်ဝင်မရှာချင်ကြဘူးဒါပေမဲ့ကျွန်တော်တို့ long time ရေးရှိအတွက်မှဆိုရင်တော့ ီ Facebook အကောက်ကို profile page ပြောင်းလဲပြီးတော့ဝင်ဝင်ရှာတဲ့သူတွေကတော့ရရှိအတွက်သွားလို့မရသလိုကျွန်တော်ဒီ business page ဖွင့်ပြီးတော့သွားတဲ့လူတွေကတော့ကျွန်တော်ရရှိအတွက်ဒါလို့သွားလို့ရတယ်ဒါပေမဲ့ page အသစ်ဖွင့်မယ်ဆိုရင်တော့ကျွန်တော် follower ကတော့0ပေါ့နော်ကိုယ့်ရဲ့အသုံးပြုနေတဲ့ Facebook account ကို page ဖြစ်ပြောင်းလဲမယ်ဆိုရင်တော့ follower လေးရှိမယ်အာဒီကျွန်တော်တိတ်ပြီးတော့ကို့မှာ subscribe ဆရာမလို့ပေါ့နော်ကို့မှာတကယ်ချင်းနေရှိတာဖြစ်နေတော့ကိုတင်လိုက်တဲ့ video တွေဒီ view တွေများလာမယ် view တွေရှိနေမယ် like တွေရှိနေမယ်ပေါ့နော်ဒါပေမဲ့ရေရှည်အတွက်ကြတော့ဘလိုနည်းနဲ့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးကျတော်တို့ပေးအစ်စ်ဖွင့်တဲ့သူတွေကတော့ကျတော်တို့အချိန်တွေပေးပြီးတော့ကြိုးစားရမှာပေါ့နော်သူကတော့ဒါရေရှည်အတွက်ကောင်းနေပေါ့အဲ့တော့ကျတော်မြန်မာနိုင်ငံပြည်တွင်းထဲမှာရှိနေဆိုရင်တော့ business pay နဲ့ပဲကျတော်တို့ဝင်ငွေရှာပါလို့ကျတော်ဒီ video မှာပြောပြချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ video ကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်